တိစားပါတော့အဲ့ဆန်ရှင်ပြည်သူများခင်ဗျာမိမိတို့အမျိုးသားနိုင်ငံရေးမဟာမိတ်ဖွဲ့ချုပ်ပါတီကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရကျင်းပတဲ့2010ခုနှစ်အထူးရေကောက်ပွဲကို ပါဝင်ဆင်နွှဲဖို့စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်စတင်တည်ထောင်ခဲ့သူများကတော့ဥတင်ထွန်မောင်းရုပ်ရှင်မင်းသားတွေးဖခင် မင်္ဂလာတုံမဲဆန္ဒနေဦးကြည်ဝင်းမင်္ဂလာတုံ မဲဆန္ဒနေဥမြတ်လိုင်းတွန်တီမဲဆန္ဒနေဥလာစုမင်းဘူးမဲဆန္ဒနေဥတည်ဝင်းကြိုက်လက်မဲဆန္ဒနေဥသိမ့်ကြီးတောင်တင်းကြီးမဲဆန္ဒနေနဲ့ငင်းညာကြီးနဲ့တိုးတက်ကြီးအဖွဲအပါဝင်နိုင်ငံရေးအင်အားစုကိုးစုပူပေါင်းဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်ဒီခုအခါမှာမိမိတို့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကိုတော့ဦးသိန်းကြီးက ဆက်လက်ထမ်းဆောင်လျက်ရှိပါတယ်။မိမိတို့ပါတီဟာ2015ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့်2020ခုနှစ်ရွေးကောက်ပွဲများတွင်အစဉ်အဆက်ပါဝင်ခဲ့ခြင်းဖြင့်ရွေးကောက်ပွဲလမ်းစဉ်နှင့်ဒီမိုကရေစီစနစ်အပေါ်မသူရဖယ်ပဲစတဲ့တဘူးတိုးတက်အောင်မြင်ရန်ကြရနေရမှတိုင်းပြည်အတွက်ဆောင်ရွက်ခဲ့ပါတယ်။ယခုကျင်းပမယ့်2025ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း ပါဝင်ရှင်မြိုင်မိနေရာများမှာကတော့တကြီးမျိုးနယ်မှာဦးကျော်ကျော်ဟန်းတောင်းကလာပါမျိုးနယ်မှာဦးညံလင်းအောင်မင်္ဂလာတောင်ကြီးမျိုးနယ်မှာဦးအောင်မျိုးမင်းနဲ့တာမွေမျိုးနယ်မှာဦးသိန်းကြည်တို့မှပြည်သူ့လွှတ်တော်၄နေရာအားကိုစားပြုပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုရှင်းသန်းအောင်မြင်စေရန်အတွက်မိတို့ပါတီအနေနဲ့ပါဝင်ဆင်နွှဲရခြင်းဖြစ်ပါတယ်မိမိတို့ပါတီရဲ့ဆောင်ပုဒ်မူတော်ကတော့ ရင်းရန်ရည်သည့်ပထမဒီမိုကရေစီရည်သည့်အဓိကပြည်သူ့ဘဝတိုးတက်ပြောင်းလဲရည်သည့်ပဋ္ဌာန်းဖြစ်ပါတယ်။ရင်းရန်ရည်မရှိရင်ဒီမိုကရေစီမရှိဘူး။ဒီမိုကရေစီမရှိရင်ပြည်သူ့ဘဝလုံခြုံရေးစားဝတ်နေရေးလမ်းမဆက်သွယ်ရေးစသည်တို့ပျက်စီးခြင်းနဲ့ကြုံတွေ့ခံစားနေရသည်ကိုယနေ့တိုင်းပြည်ကြုံတွေ့နေရသော အခြေအနေများကတည်တည်ခံရရှိသည်ကိုမြင်တွေ့နေရပါတယ်။ ဒါကြောင့်မိမိတို့ပါတီအနေဖြင့်ငြိမ်းချမ်းရေးဖြစ်စဉ် peace process တွင်တမနာကြီးဦးသိန်းစီလက်ထက်ကမှစ၍ယနေ့ဒီစဲအစိုးရလက်ထက်တိုင်အောင် အစဉ်အဆက်ပူပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါတယ်လူသက်တမ်းကတိုးပြီးတမိုင်းဖြစ်စဉ်ကရှည်လျားလာပါတယ်ဆိုရိုးတစ်ခု ရှိပါတယ်ဒါကြောင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရမှာအစိုးရတရပုဂ္ဂိုလ်တူအဖွဲ့အစည်းတရ တရားကသာဆောင်ရမှာမဟုတ်ပဲငင်းညာရေးအနှစ်သာရတန်ဖိုးကိုသိရှိဖော်ဆောင်နေရ generation by generation မျိုးဆက်တစ်ဆက်မှမျိုးဆက်တစ်ဆက်တို့ကောင်းမွန်တဲ့အစဉ်အလာအမွေများကိုခြံထားခဲ့ရမှာ ဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတစ်ခုတွင်တိဆောက်ရေးအင်အား constructive element နဲ့အဖြစ်အင်အားစု destructive element ဆိုပြီးအင်အားစုတစ်ခုခွဲခြားနိုင်ပါတယ်။အခုအချိန်မှာမိမိတို့ နိုင်ငံကြုံတွေ့ခံစားနေရသောလက်နက်ကင်ပြည်ပခများအရှိအနောက်ကျူးကျော်မှုများအကြမ်းဖက်တပ်ပတ်မှုများဟာအပြည့်အင်အားစုများအားကောင်းနေကြအောင်ဖြစ်ပါတယ်။အကြမ်းဖက်ဝါဒကမိမိတို့ရဲ့ရန်သူတွေမကပဲကဘာကြီးရဲ့ဘုံရန်သူဖြစ်ပါတယ်။နိုင်ငံတိုင်းမှာနိုင်ငံတော်ကိုမဖြိုပြက်အောင်ထိမ့်သိမ်းခဲ့ရတဲ့တမိုင်းစင်လာ အဖွဲ့အစည်းများဖြစ်ကြသည် ဖြစ်ကြပါတယ်။ဥပမာ ်ရုပ်နိုင်ငံမှာကွန်မြူနစ်ပါတီဖြစ်ပြီးအိန္ဒိယနိုင်ငံမှာတော့ပါလီမန်စနစ်ဖြစ်ပါတယ်မြန်မာပြည်မှာတော့တိုင်းပြည်မပြိုကွဲအောင်ထိန်းသိမ်းခဲ့ရတဲ့တခုတည်းသောအစီအစဉ်ချင်းဖြစ်တဲ့ပမိုင်းဆိုင်ရာအဖွဲ့အစည်းကတော့မြမတက်မတော်ပဲဖြစ်ပါတယ်မိမိတို့နိုင်ငံရဲ့နိုင်ငံရေးအရှိတရားကိုနားလည်လက်ခံပြီးတက်မတော်နဲ့လက်တွဲပြီးနိုင်ငံရဲ့တည်ဆောက်ရေးအင်အားစုများကရက်ဖက်စစ်ဖက် မခွဲကြဘဲနိုင်ငံတည်ဆောက်ရေးကိုအတူတကွ ပူပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီဆောင်ရွက်အင်အားစုများကအားကောင်းမောင်းတမ်းမဖြစ်ပါကအဖြစ်အင်အားစုများတကြော့ပြန်ကောင်းဆောင်လာပြီးအစိုးရတန်တရာကိုတန်တရာကိုနိုင်ငံအတော်အနေဖြင့်ခန်းဆားရမှာ ဖြစ်တယ်ဆိုတာပြည်သူလူထုတရားလုံးကသတိချက်ဖို့လိုပါတယ်။ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်ရေးကောက်ပွဲလမ်းကြောင်းကိုပြည်သူလူကြီးတရားလုံးကပါဝင်ရှောက်လန်းဖို့လိုအပ်လာပါတယ်။မဲဆန္ဒရှင် ပြည်သူများခင်ဗျာအများသိတဲ့အတိုင်းဒီမိုကရေစီဆိုတဲ့စကားလုံးကဂရစ်စကားမှဆင့်သက်လာပြီးပြည်သူအုပ်ချုပ်ရေးကိုပြည်သူအုပ်ချုပ်ရေးလို့အဓိပ္ပာယ်ရပါတယ်ပြည်သူလူထုပြည်သူလူထုရဲ့ political right နိုင်ငံရေးဆိုင်ရာအခွင့်အရေးကတော့မိမိတို့အုပ်ချုပ်မဲ့သူတွေကိုမဲပေးရွေးချယ်ခွင့်နဲ့မိမိတို့ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခွင့်တို့ဖြစ်ပါတယ်ဤအခြေခံအခွင့်အရေးများကို မရှုံးဆုံးစေဖို့ရွေးကောက်ပွဲ များအစဉ်အမြဲရှိနေဖို့လိုအပ်ပါတယ်ဒီနေရာမှာပြည်သူလူထုရဲ့အတွေးအခေါ်အယူဆများကိုတူစုဖွဲ့စည်းပြီးဖော်ဆောင်နိုင်ဖို့နိုင်ငံရေးပါတီများရဲ့အခန့်ကဏ္ဍကအရေးကြီးလာပါတယ်နိုင်ငံရေးပါတီများမရှိရင်ရွေးကောက်ပွဲမရှိနိုင်ပါဘူးအနိုင်ဆုံးအစ်စ်ဖြစ်တဲ့ electoral democracy ရွေးကောက်ပွဲကပေးတဲ့ဒီမိုကရေစီဘင်းလင်းပြည်သူလူထုကြုံတွေ့ကြမှာမဟုတ်ပါဘူးဒါကြောင့် ရေကောက်ပွဲမှာတဆင့်တက်လာတဲ့ပြည်သူအာဏာအနိုင်ငင်းခံရတဲ့ပြည်သူကိုကိုစားပြုတဲ့အစိုးရတရပေါ်ပေါက်လာပြီးပြည်သူလူထုပါဝင်တဲ့အားကောင်းတဲ့ပြည်ထောင်စုအစိုးရအားကောင်းမှဗာလင်တိုင်းရင်းသားပြည်သူများလူချင်းနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံပြီးပြည်ထောင်စုစနစ်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်အာဏာခွဲဝေရေးအခွန်ဘာနာခွဲဝေရေးတရားစတာခွဲဝေရေးစတဲ့ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရ ဂျာဖွဲ့စည်းပုံအခြေခံဥပဒေကအရခွဲဝေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ပြည်သူတရားလုံးပါဝင်ပြီးဆောင်ရွက်ရမှာဒါလည်းရေကောက်ပွဲများအစဉ်အတိရှိနေပြီးဒီမိုကရေစီအခွင့်အရေးများကလည်းရရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်ထောင်စုအစိုးရခိုင်မာ တောင်းတင်းဖို့အတွက်ပြည်သူလူထုသည် qualified citizen အရေးသွေးရှိသောနိုင်ငံသားကောင်းဖြစ်ဖို့လိုအပ်ပါတယ်။အပြန်အလှန်အဖြစ် အရေးသေးရှိသောနိုင်ငံသားနှင့်ဖွဲ့စည်းထားတဲ့ပြည်ထောင်စုအစိုးရအားကောင်းမှတ်သားလျင်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုစနစ်ကိုပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူများခင်ဗျာအထက်ပါတင်ပြခဲ့တဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရဲ့ရှင်သန်ခိုင်မာတဲ့ရှင်သန်မဲ့ဆိုလျင်လူမှုလူ့ဘဝဆိုတာလူပိသားစွာနေနိုင်တဲ့အပြင် ယခုတည်းတာလုံကောင်းမွန်သောအခြေအနေကောင်းမှဖြစ်လာဖို့အတွက်တပညာရေးနှစ်ကျမ်းမာရေးသုံးလူမှုရေးလေးစီးပွားရေးစတဲ့အခက်အခဲများကိုပုံမူ၍တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းယုံကြည်မိပါကြောင်းတင်ပြလိုပါတယ်။သို့ဖြစ်ပါ၍လူမှုဘဝတိုးတက်စေရန်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိစေရန်အရေးကြီးဆုံးအချက်တစ်ခုမှာ rule of the law တရားဥတွေစုံမွေးဖြစ်ပါတယ်တရားဥတွေစုံမွေးဆိုဒီမှာလဲ arm of the law ဥတွေရလက်တံများဖြစ်တဲ့ရတပ်ပတ်များတရားရေးများဤစွမ်းဆောင်ရည်မြင့်တင်ဖို့လဲလိုအပ်လာပါတယ်ဒါကြောင့်နိုင်ငံသားများကိုငယ်စဉ်ကတည်းကပညာသင်ရာတွင် နိုင်ငံချစ်စိတ်ဘာသာတန်စာကိုမြန်လို့စိတ်ဥတွေကို လေးစားလိုက်နိုင်စိတ်များပြည်သူပြည်သူနေတိများ အစရှိသဖြင့် သင်ကြားပေးအံသင်ကြားပေးအံလိုအပ်လာပါတယ်။ကျမရေးကဏ္ဍနဲ့ပတ်သက်ပြီးဒီလေနိုင်ငံသားများကိုအမှန်တကယ်ထိရောက်စွာစောင့်ရှောက်ပေးနိုင်ရန်ဂရုပြုဖို့လိုအပ်ပါတယ်။တိုင်းပြည်ရဲ့အမျိုးသားဝင်အရနိုင်ငံအလိုက်ကျမရေးအသုံးစီများဟာအနည်းအများမတူကွဲပြားနိုင်ပါတယ်။သို့သောအစိုးရတည်းကနိုင်ငံသားများရဲ့ကျမရေးအသက်ရှိဖို့ဥပဒေကြောင်းအရကာကွယ်နိုင်တဲ့အရာများလည်းရှိပါတယ်။ ဥပမာဆိုရင်အစားအစာနဲ့ဆေးဝါးများကိစ္စမျိုးပဲဖြစ်ပါတယ်မိမိတို့ရဲ့နိုင်ငံသားများကိုချစ်ရင်နိုင်ငံတော်ကိုချစ်ရင်ကိုယ့်လူမျိုးနေစဉ်စားတောက်နေတဲ့အစားအစာများနဲ့တောက်သုံးနေတဲ့ဆေးဝါးများကိုကြက်မှစစ်ဆေးဖို့အင်မတန်မှအရေးကြီးပါတယ်ခလေးသူငယ်များကိုယ်ဝန်ဆောင်များနဲ့တန်ဃာတော်များတက်ကြီးရွယ်များစသည်မိမိလူမျိုးများဟာအစာအစိတ်ရှိသောရေရှည်လက်ဝကြီးအုပ်ထားသည့် ဈေးဝဆက်ကိုကိုဈေးဝက်ကို တားစီရန်လိုအပ်ပါတယ်။သုံးမလာမီကိုလူမျိုးကို အမှန်တကယ်ချစ်ရရောက်ပါလိမ့်မယ်။တစ်ဖက်ကလည်းနိုင်ငံရာချမ်းမှာဈေးကုတ်သွားရတဲ့ဈေးရိတ်ငွေရောကြလာပြီးနိုင်ငံတွင်းဈေးလောက်ကဈေးဝသူတေသန လောကကို ပုံပုံအကောက်မှာဖြစ်ပါလေ။အသေးစိတ်မူပါဒါများကိုတော့မိမိတို့ပါတီသုံးဖို့လွှတ်တော်တဲ့ရောက်တဲ့ပါတီဝင်များအားဆက်လက်အကောင့်ထဲပေါ်ကြရမှာဖြစ်ပါလေ။ လူမှုရေးနဲ့ပတ်သက်ပြီးနေပထမမြန်မာနိုင်ငံတည်ထောင်ခဲ့တဲ့အနော်ထာမင်းမြတ်မှာစ၍ဗုဒ္ဓသာသနာယဉ်ကျေးမှု အမွေအနှစ်များကို ထိမ့်သိမ်းဆောက်ရန်လိုအပ်ပါတယ်မိမိတို့ရဲ့လူအဖွဲ့အစည်းကိုအဲ့ဒီယဉ်ကျေးမှုအစဉ်လာတရားနဲ့ပဲစူးစီးထားခြင်းဖြစ်ပါတယ်ဤအစဉ်လာတရားတွေကိုဖြိုဖျက်ပြီးဒီမိုကရေစီနဲ့လူခွင့်ရေးရမည်ဟု ပြောဆိုဆောင်ရွက်ခြင်းဟာမှုသားတက်တက်တာဖြစ်ပြီးမြမလူအဖွဲ့အစည်းကို မတိမသာစိုးဝါစွာဖြည့်စည်ဖြိုဆဲခြင်းသာဖြစ်ပါတယ်ဥပမာ2015 2020အတွင်းအစိုးရလှုပ်ဆောင်ချက်များကိုကြည့်ပြီးသင်္ကန်းစာထုတ်ယူနိုင်ပါတယ်ဒါကြောင့်နောက်တက်လာမယ့်အစိုးရအစိုးရများအနေနဲ့မြမလူအဖွဲ့အစည်းကိုစူးစိထားတဲ့ဘာသာသာသနာရင်ကျေးမှုများကိုစီပင်တိုးတက်အောင်လှုပ်ဆောင်ရင်းတစ်ဖက်မှာလည်းဒီမိုကရေစီစနစ်မြန်မာနိုင်ငံများဟာဖြင့်ဖော်ဆောင်ဖို့ ကျိုးပန်းတင်ပါတယ်လို့မိမိတို့ပါတီအနေနဲ့ယုံကြည်မိပါတယ်။တိုင်းပြည်စီပွားရေးနဲ့ပတ်သက်ရင်ကဘာကြီးမှာစိုက်ပျိုးရေးလိုင်းဆက်မှုလိုင်းဤပညာလိုင်းစသဖြင့်ရှိပါတယ်။သို့တော့မိမိတို့နိုင်ငံအနေဖြင့်စိုက်ပျိုးရေးကိုအခြေခံတဲ့လူအဖွဲ့အစည်းအနေဖြင့်ရှိနေပြီလားပါ။ဒါကြောင့်စိုက်ပျိုးရေးကဏ္ဍကိုဖွံ့ဖြိုးတိုးတက်အောင်လက်တွေ့ကြကြဆောင်ရွက်ဖို့လိုအပ်ပါတယ်။ စံဘူးထူတော်ရင်နဲ့ဤပညာနဲ့ပတ်သက်လန်ရင်အရေးဆုံးချက်ကတော့လျှက်စီမိကိုဘယ်နည်းနဲ့ဖြစ်ဖြစ်ရအောင် ဆောင်ရွက်ရမှာဖြစ်ပါလေလျှက်စီမရှိဘဲမရှိဘဲဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအိမ်မက်ပင်မဲရနိုင်မှာမဟုတ်ပါဘူးမြေစုံလားနျူကလ িয়ার လားစတဲ့နီလာမြတ်ကိုနောက်အစိုးရအနေနဲ့တိုင်းပြည်မျက်နှာကိုထောက်ထားပြီးဆုံးဖြတ်ချက်အရဆောင်ရွက်ရကြမှာဖြစ်ပါတယ် မဲဆန္ဒရှင်ပြည်သူများခင်ဗျာနိုင်ငံတစ်ခုဟာကမ္ဘာအလယ်မှာ တနင်္ဂနွေနေ့အထီးကျန်စွာတကားပိတ်ပြီးနေလို့မရပါဘူးဒါကြောင့်နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံနေရပါတယ်ပဂရိအရှိတရားပါအထူးသဖြင့်မိမိတို့နိုင်ငံဟာအင်္ဂါကြီးနဲ့နိုင်ငံဖြစ်တဲ့အိန္ဒိယနဲ့တရုတ်ဂျာမန်မဟာဗျူဟာမြောက်တရှိပြီးအိန္ဒိယသမုဒ္ဒရာရဲ့ထပ်ပေါက်လည်းဖြစ်ပါတယ်မြန်မာနိုင်ငံတည်ငြိမ်ရေး ငင်းညာရင်နဲ့ဒီမှုစီရရှိဖို့ဆိုရင်အရှိအနောက်အပြိုင်မှုများနှင့်အိန္ဒိချင်းအင်အားကြီးနိုင်ငံများနဲ့ဘယ်လက်စော်ပါဝါအင်အားချင်းကသာညှိပြီးမိမိတို့ရဲ့လွတ်လပ်၍တက်ကြွသောဗဲမလိုက်တဲ့နိုင်ငံရေးမူဝါဒကိုဆက်လက်ကန့်ဆွားကာပါပါနက်နက်ကစားနိုင်ဖို့လိုအပ်ပါတယ်လို့မြင်ပါတယ်အဓိကနဲ့နောက်ဆုံးချက်ကတော့မိမိတို့နိုင်ငံရဲ့ရှေ့ကအုပ်ချုပ်ခဲ့သောအစိုးရများကချမှတ်ခဲ့တဲ့မူဝါဒလမ်းစဉ်များကို နောင်တက်လာတဲ့အစိုးရများအနေနဲ့အားလုံးကိုဖျက်တုံညက်ကပြန်ဆက်လုံးရမျိုးမလုပ်ပဲကောင်းမွန်တဲ့မူဝါဒလမ်းစဉ်စီမံကိန်းစသည်တို့ကိုဆက်လက်ထိန်းသိမ်းအကောင့်ထဲပေါ်တဲ့ political culture နိုင်ငံရေးကြီးမှုတရားပြောထောင်ဖို့လိုအပ်ကြောင်းတင်ပြရင်းဤကုန်းချုပ်အပ်ပါတယ်မဲဆန္ဒရှင်ပြည်သူများကြမ်းမှချမ်းသာကြပါစေနိုင်ငံတော်ကြီးလည်းပန်းနိုင်ရောက်နိုင်ငံသားမှလည်းပန်းနိုင်ရောက်နိုင်ကြပါစေ